မင်္ဂလာပါရေမျောထင်းချောင်းဆဲတော်ကောင်းဤကြောင့်မလျောပညာမေထာလူပါလာကိုမဆကဲမိအပြစ်ရှိခဲ့မတိကျေသူတိမ်မြူးပြက်ကြွေကြက်တော့ရည်တို့ပြက်ကြွေဆုံးပြီးကျိုးမရှိဘူးတဲ့ယနေ့ခေတ်ကဘာမှာ နိုင်ငံအသီးသီးကနိုင်ငံအခင်းချင်းတွေကိုကြည့်ကြည့်ပါဒုက္ခတွေဘဝခံယူပြီးမှနိုင်ငံအိမ်ဦးခံတက်နေဖို့စူးစမ်းနေကြတယ်မွတ်စလင်တွေပြည်သစ်မှာဆို မြို့တော်ဝန်နေရာတည်ယူထားတာမွတ်စလင်တွေဖြစ်နေတယ်။အထက်လွတ်တော်အောက်လွတ်တော်တွေမှာပါဝင်ခွင့်ရအောင် လုပ်နေကြတယ်။လန်ဒန်မြို့ထဲကမွတ်စလင်ကလွဲပြီးခရစ်ယာန်ဘာသာဝင် ဖြစ်တဲ့အင်္ဂလိပ်တွေမဝင်ရဘူးတဲ့။အင်္ဂလိပ်အမျိုးသားတယောက်ကိုမွတ်စလင်တွေမောင်းထုတ်နေတာကိုတွေ့ရတယ်။ဒါကြောင့်ပြည်သစ်အင်္ဂလန်အမေရိကန်နိုင်ငံသားမဘာသာတွေအိမ်အပြင်ထွက်လမ်းပေါ်တက်တွန်းလှန်တောင်းဆိုနေကြပြီ။မြန်မာနိုင်ငံရဲ့အနောက်တကားဘက်ကခိုးဝင် ရေမျောကန်းတွေရေမျောထင်းချောင်းတွေရုပ်ဘွားရုပ်ဘွားလှုပ်လာတာကို တွေ့နေရတယ်။နိုင်ငံသားဖြစ်ခွင့်နေနိုင်ငံသားအခွင့်အရေးတွေဘယ်တော့မှမရှိဘူးတဲ့လူမျိုးလိန်ရိုလင်ဂျာနာမည်တစ်နဲ့တရားမဝင်လှုပ်ရှားလှုံ့ဆော်လာတာတွေကိုတွေ့နေရတယ်။အမဲယိုးနဲ့ဟင်းအိုးမှအမနာဗျာ။သူတို့ဟာမြန်မာနိုင်ငံသူနိုင်ငံသားကောင်းသားရေးဘာတစ်ခုလှုပ်ပေးတာရှိဘူးလို့လဲပြော။သူတို့အခွင့်အရေးတွေသာဒီဇိုင်းမမတ်တောင်းဆိုလာကြတာဖြစ်တယ်။ စစ်မှုထမ်းတဲ့အထဲသူတို့ပါဘူးလားမိဘရေဘလေဘငရင်ဘတိုက်ဝဲဆောင်ဘဘာတွေဝင်ကူဝင်ပါတာရှိဘူးလို့လဲမပြောပါတော့တဲ့အရာတွေသာရှိကောင်းရှိပေလိမ့်မယ်ဒါလည်းသူ့လူမျိုးသူ့ဘာသာသူ့အမျိုးအနွယ်တွေအတွက်လှုပ်တာဖြစ်တယ်ခိုးဝင်ဘင်္ဂါလီရေမျိုးထင်းချောင်းများကိုကြက်ကြက်တရီထားကြပါမြန်မာပြည်သူတွေမအားကြဖို့မနာကြဖို့လိုပါတယ်ခွန်ရှိချောက် OIC နိုင်ငံတွေရဲ့အထောက်ပံ့ကိုယူထားတဲ့ VOA DVB BBC IFA မစ္စည်းမအေယာဝတီခေတ်သစ်မြန်မာနောင်းသတင်းဌာနတွေရဲ့မမှန်သတင်းဂျင်းသတင်းတွေကိုနားထောင်ပြီးလမ်းဆုံးမနေကြပါနဲ့မျက်စိဖွင့်နားဆွင့်ထားကြပါရေမျိုးထင်းချောင်းဆဲတော်ကောင်းဤရေလေးမျိုးလာတဲ့ထင်းချောင်းကမှမီးမွေးလို့ရေနွေးဦးတယ်လို့ထမင်းချက်လို့ရနိုင်သေးတယ်အကြောင်းမယ်လျောပညာမဲ့တာလူပါလာကိုမဆာကဲမိအပြစ်ရှိခဲ့တဲ့ကဲတဲ့သူအခွင့်ရေးပေးတဲ့သူကုညီပံပိပံပိုးပေးတဲ့သူထို့သူမှာ အပြစ်ရှိတယ်အမျိုးသားရေးတစ္ဆာပေါ့ပဲတိမ်မြူပြက်ကြွေကြက်တော့ရေတို့ကြက်များ ရေတော့ပြီးသေးပဲသွားပေါ့လေသူတို့ရဲ့ကျေစုမူးလို့တော့ရှူတရားမရှိပါဟောအခုနေပြီးတော့မှပလီဆောက်ဖို့သူတို့စူးစမ်းနေကြပြီအစကနေပြီးတော့ကိုကျွန်တော်တို့အရန်အထင်ကြီးလေးစားခဲ့ဘာဖြစ်လို့လဲလို့ဆိုတော့နေပြီးတော့ဆိုတဲ့မြို့တကြီးမှာပလီဆောက်ခွင့်မရှိလို့ပဲကြောက်ပရောင်းမြို့ပလီမရှိဘူး အစင်လာတိုင်းပဲမြို့သူမြို့သားလူလူကလက်မခံဘူးနှီးပြီးတော့မှဗလီဆောက်တော့မယ်ဆိုတဲ့သတင်းကြားမိတော့အယံအံ့ဩပြီးစိတ်ပူ စိတ်မကောင်းဖြစ်မိတယ်သာသနာအာဇာနည်ခေါင်းဆောင်များနဲ့နိုင်ငံအာဏာပိုင်ခေါင်းဆောင်များထိတ်တိုက်တွေးကြတော့မယ်ပွတ်တိုက်မှုတွေဖြစ်သွားမှာကိုအယံစိုးရိမ်စိတ်ပူမိတယ်ဒါဘသူကြောင့်ဖြစ်တာလဲအဓိကတရားခံဟာဘသူလဲမွတ်စလင်တွေပဲဖြစ်တယ်မြန်မာနိုင်ငံရဲ့အကောင်းဆုံးနဲ့တန်းလောကရန်ကို 135မြို့တော်သူရင်သားချင်းညီကိုမောင်နှမတွေကသာဒုက္ခဒုက္ခကိုခံရဆံရတာဖြစ်ပါတယ်ခွန်ရှိကျောက်တွေကသူတို့အခွင့်အရေးဆံရဖို့လောက်ပဲချောင်းနေကြတာဖြစ်တယ်ဒါကြောင့်ဗလီစောက်ခွင့်ပြုထားတဲ့ကိစ္စကိုတက်ဆိုင်ရာက ပြန်လဲရုပ်သိမ်းစေခြင်းပါတယ်ရွေးကောက်ပွဲကျင်းပပြီးတော့မယ်အကျိုးကာလမှာပရိပက္ခတွေဖြစ်အောင်စူပူအောင်ကြောက်မှုတွေဖြစ်အောင်ရည်ရွယ်ချက်ရှိရှိကြံဆောင်လှုပ်ဆောင်နေတာလားလို့မေးခွန်းထုတ်ရမလို့ဖြစ်နေတယ် ျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ထွက်ပေါက်ဟာသို့မဟုတ်အခွင့်အရေးဟာရွေးကောက်ပွဲပဲဖြစ်တယ်ရွေးကောက်ခံအစိုးရအသစ်နဲ့နိုင်ငံတော်အသစ်စီချီတက်ကြရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြို့သားရေးသမားတွေဟာရွေးကောက်ပွဲကြီးကိုအပြည့်အဝအကျိုးဆုံးထောက်ခံပါတယ်အယွေအကျေမငိမ့်ပွဲပဋိပက္ခတွေမဖြစ်စေခြင်းဘူးမြန်မာပြည်အမျိုးသားရေးဝါဒီရှိတဲ့ပါတီကအစိုးရအသစ်ဖွဲ့နိုင်ဖို့ကျွန်တော်တို့ဝန်းရံအားပေးထောက်ခံရရမှာဖြစ်တယ် ဒါကြောင့်မိမိမာနိုင်ငံတော်ကိုချစ်ပါ နိုင်ငံကိုချစ်ရင်တင်ဟာအမျိုးသားရေးဝါဒီတယောက်ပဲကိုလူမျိုးကိုဘာသာကိုသာသနာ ကိုယဉ်ကျေးမှုကိုချစ်ပါ ကိုလူမျိုးကိုဘာသာကိုသာသနာ ကိုယဉ်ကျေးမှုကိုချစ်ရင်တင်ဟာအမျိုးသားရေးဝါဒီတယောက်ပါပဲအမျိုးသားရေးဝါဒီရှိတဲ့ပါတီကိုဝန်းရံပါဒါဆိုတင်ဟာအမျိုးသားရေးဝါဒီတယောက်ပဲတမတော်ကိုခွန်အားဖြည့်ပါ ဝန်းရံပါချစ်ပါဒါဆိုတင်ဟာအမျိုးသားရေးသမားတယောက်ပါပဲ အားလုံးကိုပေါင်းလိုက်လို့ရှိရင်အလွန်မတန်ချစ်စရာကောင်းတဲ့နာမည်တစ်ခုရလာမယ်အဲ့ဒါဟာမဘာဘဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုရွှေထားပြီဖြစ်ပါတယ်